မင်းသားတယောက်နာမည်ကြီးဖို့ဆိုတာရဲ့ကို့မှာဝင်းစာလုံးကြီးခြင်းတယ်ခေါင်းဆောင်မင်းသားဟယ်လီမင်းသားတယောက်ဖြစ်ပြီဆိုရင်အဆိုတတ်ရမယ်အငိုတတ်ရမယ်အပြောတတ်ရမယ်အကတတ်ရမယ် နောက်ဆုံးခုခစ်လိုဟာခစ်ချင်းကိုလည်းစုံနိုင်ရမယ်ပြက်တက်ကိုလည်းကနိုင်ရမယ်အစုံမာတီစုံမအဲ့ဒီဝင်းစာဆိုတဲ့အမှုပညာဝင်းစာလေးပြည့်မှမျိုးဆက်ဆိုတာအဲ့လိုပြန်ပေါ်နေဆာလေးကအဖေဝနာကျော်ရဦးဆောင်မင်းရဲ့သားဖြစ်ပြီမြေကျွန်တော်တို့ကတတ်တာလေ ျွန်တော်တို့ကမှတ်ခဲ့တာတတ်နိုင်တော့ဒါတွေကဒီလိုပုံဖော်ရဲဒီလိုပုံဖော်မှတ်ခဲ့နိုင်လို့ကျွန်တော်အမှတ်ကိုကျွန်တော်အတက်နဲ့ပေါင်းပြီးတော့ကျွန်တော်လူငယ်တွေကိုပြန်ပြီးတော့မျိုးစေ့ချတဲ့သဘောပါကျွန်တော်လူတတ်ဖို့ပါဘူးနော်လူမှတ်တယောက်မျိုးအမှတ်ကလေးတွေကိုကျွန်တော်ပြန်ပြီးတော့ပေးဝင်ညှပါပါအဲ့ဒီအချိန်မှာတမိုးထားတာပြီးတော့အမှုပညာကိုထိန်းသိမ်းကြပါလို့ကျွန်တော်ကြက်ခံရက်ခံ ဟုတ်ကဲ့အဲလီလီကစစ်စစ်ချစ်လောက်ထိကားခဲ့တာအဲ့နောက်ပိုင်းမှာလီမကားတော့ဘူးပြပေကတော့ဝနာကျော်တွေဦးစီအောင်မင်းဆိုတာနဲ့ဒီမြန်မာနိုင်ငံသမင်းစီယုံဥက္ကဋ္ဌလေးပြပေကလုတ်ခဲ့ရာဇဘတ်ဥက္ကဋ္ဌအဲ့စစ်စစ်နဲ့တည်တဲ့အထိအဖေကရာဇဘတ်ဥက္ကဋ္ဌအဲ့လိုလုတ်ခဲ့ပြီးတော့မှဘေးဆုံးသွားတယ်အဲအဲ့ဒီအမကြီးကိုကြီးအကုန်လုံး ကတော့ကိုနီးကိုခံနေတာသူဆုံးပါပြီးနောက်ပိုင်းမှာဟိုရက်တည်ကြီးရတာပေါ့လေညီဆိုလဲညီလျောက်အဲကျွန်တော်ကတော့အဲစာရေးတဲ့အလုပ်အဲဇက်ထုတ်လေးစီးပေးတယ်ဟိုပြက်သက်လေးစီးတယ်အော်ပရေးစီးတယ်ဆိုပြီးတော့ကျွန်တော်လုပ်နေတာပါလူပညာမျိုးဆက်ကိုတတ်နိုင်အောင်ပြန်ပွားဟိုပြန်ပွားအောင်ကျွန်တော်စူးစမ်းနေတာပါပဲမင်းသားတယောက်နာမည်ကြီးဖို့ဆိုတာ ကို့မှာဝင်းစာလုံးစီခြင်းတယ်ခေါင်းဆောင်မင်းသားဟယ်လီမီနာတယောက်ဖြစ်ပြီဆိုရင်အစူတရမယ်အငူတရမယ်ပြောတရမယ်အကတရမယ်နောက်ဆုံးခုခစ်လို့ဟာခစ်ချင်းကိုလည်းဆုံးနိုင်ရမယ်ပြတ်တက်ကိုလည်းကနိုင်ရမယ်အစုံမာတီစုံမအဲ့ဝင်းစာဆိုတဲ့အမှုပညာဝင်းစာတွေပြည့်မှ မျိုးဆက်ဆိုတာအဲ့လိုပြန်ပွားနေအဲ့ဒီဥစ္စာဘူးလေကိုလာကြည့်တဲ့ပြိဿတ်တွေ တင်ငန်းစာတစ်ခုရစီလူတဲ့စေရနာနဲ့တင်ပြတဲ့အကျိုးပြုသသမသသမလိုင်းမှတ်သားစရာကြံရမယ်သသမပြည့်မှတ်သားစရာကြံရမယ်သသမလိုင်းမှတ်သားစရာပါမယ်ဆိုတဲ့ဒီ heading နဲ့ကိုက်ညီအောင်တစ်ခုခု message ချကြပါပေးကြပါအပျော်အပြက်နဲ့နှုတ်မဆိုရင်ကျွန်တော်တို့တွေကဇက်တပင်လို့မဖြစ်ဖြစ်နဲ့ပွဲကြီးဖြစ်သွားလိမ့်မယ် ပွဲအစင်ကကျက်ပွဲလည်းပွဲပဲဘောလုံးပွဲလည်းပွဲပဲဇက်ဇက်ပွဲလည်းပွဲပဲဒါပေမဲ့ကျွန်တော်ကဇက်သပင်းသပင်းဆိုတာကဒီခီးအစင်အလားခုဖြစ်ပြက်နေတဲ့အကြောင်းအရာတွေပုံဖော်ပြီးတော့တင်ပြကြပါလို့ကျွန်တော်ကမြစ်တာရက်ခတ်ပါလေပပဥဒုခ္ခ ခုနကလေမီဒီယာမပြောထားသူပေါ့နော်ဘယ်သူပြိုင်လို့လှပါတော့နိုင်ဆိုတော့ဒီတချို့ရဲ့ဥစ္စာလေးကိုသူပြတ်ဟိုရုပ်ရှင်ရိုက်မယ်ဆိုတော့ဒီ heading လေးကိုသူသဘောကျတာနဲ့အဲ့လိုဝယ်ယူခဲ့တယ်လို့မျိုးကောင်းကျော်တော့တန်မိုးရှိရင်းနဲ့အမှုပညာသူလည်း addict သမားတယောက်ဖြစ်တဲ့အတွက်အမှုပညာကိုတန်မိုးထားတဲ့အနေနဲ့ဒီစကားစုလေးကိုသူကတမိုးထားပြီးဝယ်ယူတယ်အဲ့ဒါဘူပဲသူက ဒီဥစ္စာကိုသကလုံးဝယ်ပြီးတော့တည်းမပြီးဘူးအဲ့ဒီသကလုံးနဲ့ညီမျှတဲ့ဥစ္စာတွေကို तू ဟာပုံဖော်တာဥပမာကျွန်တော်လုတ်ချင်တဲ့ operary ပြတ်သက်ဒီ go ဒီ heading နဲ့ तू ဟာပုံဖော်လေပုံဖော်မှာဆိုတော့ဒါအကျိုးလူလုံးလို့ပါပဲကျေးဇူးရတဲ့မှာလေအဲ့ဒီလိုမျိုးပဲဟိုအနုပညာကိုတံမိုးထနိုင်တဲ့ဒီပေါ်ထုံးပါသည်လို့ဆက်မှတ်ပြပါဆရာလေးက အဖေဝနာကျော်ရဲ့ဦးဆောင်မင်းရဲ့သားဖြစ်ပြီမေကျွန်တော်တို့ကတတ်တာလေကျွန်တော်တို့ကမှတ်ခဲ့တာတတ်နိုင်တော့ဒါရီကဒီလိုပုံဖော်ရဲ့ဒီလိုပုံကမှတ်ခဲ့နိုင်လို့ကျွန်တော်အမှတ်ကိုကျွန်တော်အတက်နဲ့ပေါင်းပြီးတော့ကျွန်တော်လူငယ်တွေကိုပြန်ပြီးတော့မျိုးစေ့ချတဲ့သဘောပါကျွန်တော်လူတတ်ဖို့ပါဘူးနော်လူမှတ်တယောက်မလို့အမှတ်ကလေးတွေကိုကျွန်တော်ပြန်ပြီးတော့ပေးဝင်ညှပါပါအဲ့ဒီအချိန်မှာတမိုးထားတာပြီးတော့ အနုပညာကိုထိန်းသိမ်းကြပါလို့ကျွန်တော်ကြက်ခံရက်ခံပါတယ်လွန်ခဲ့တဲ့မဟာတိထုတ်လူကြီးကနေပြီးတော့ opera ရှိထုတ်ကအဲ့ဒီမှာဝိဘက်ချင်းတော့တော့ပိစတ်သူနှလုံးသားယမုန်ကလွမ်းပုံမြင်အဲ့ဒီဥစ္စာတွေတော့တချို့တော့ကြည်ပူရပါလိမ့်မယ်အဲ့အရာလေးလေးပုံဖော်ထားတဲ့ opera တွေပါ opera ကို opera လို့တခုရှိတာကျွန်တော်အဲ့ opera ကို နှစ်နာရီခွဲသုံးနာရီမဟုတ်ဘူးအဲ့ဒီတော့အချိန်နဲ့လောက်ရတာဆိုတော့တနာရီတော့တည်းမှာနှစ်ပါးလဲပါအောင်နှစ်ပါးကလည်းပါအောင်အော်ပရာလည်းပါအောင်ဆိုပြီးတော့အော်ပရာလည်းပြီးအောင်အထိကျွန်တော် short တူတဲ့ပိုက်လိုအပ်တဲ့ဥစ္စာကိုတတိရောက်အောင်လုပ်ထားတဲ့အော်ပရာတွေကိုကျွန်တော်အမှတ်ရတယ်အဲ့ဒါကိုတော့အမှတ်တယ်အဲဟုတ်ကဲ့နောက်အဲ့ဒီမှာလေအဖေကခဲ့တဲ့ဥစ္စာကိုကျွန်တော်ပုံဖော်ခဲ့ရတယ်အဲ့ဒါအနန္ဒပြည့်ရဇထုတ်ဆိုတာဟိုကျွန်တော်အဘွားပေါ့ ရခိုင်ရသဝင်အဲဒီဥစ္စာကိုနာနာပြည့်ဇတ်တော်ဆိုတာဟိုကြားမှုမှာပါဟိုတရားရှင်မင်းထီးဆိုတာဥပဒေဥပဒေအကြောင်းကိုပုံဖော်ခဲ့ရတဲ့ဥစ္စာဒါလည်းကျွန်တော်အမှတ်ကြောက်အဖေကခဲ့တာကိုကျွန်တော်မှတ်တိုင်းရင် မှတ်ထားတယ်အဲ့ဒါတွေကိုပြန်ပြီးတော့ညှဝေပြီးတော့ပုံဖော်နိုင်တဲ့အတွက်ကျွန်တော်အမှတ်တရဖြစ်မှာ